ဘာသာစကားဆိုတာလေကျွန်တော်တို့နေတိုင်းပြောဆိုဆက်ဆက်နေကြတာထက်အများကြီးပိုပြီးလေးနက်ပါတယ်။စကားလုံးတွေဆိုတာတကယ့်ကိုအချိန်တောင်းတောင်းလို့မှာပဲခစ်တခစ်ရဲ့ယဉ်ကျေးမှုတွေတန်ဖိုးထားမှုတွေအတွေးခေါ်တွေကိုရာစုနှစ်တည်းအကြာကြီးရဲ့ထိတင်းစီထားနိုင်တယ်လေ။ကဲဒီနေ့မှတော့အဲ့ဒီအချိန်တောင်းကိုအတူတူဖွင့်ကြည့်ပြီးမြန်မာကန်တဝင်းကပြားတပုတ်ထဲကနေခစ်တခစ်ရဲ့စီဝင်ငင်ကိုစူးစမ်းလေ့လာကြည့်ကြရအောင်။ဒီမိခုံးကတကယ်စဉ်းစားစရာပဲနော်။ ရိုးရိုးလေးလို့ထင်ရတဲ့စကားလုံးလေးတွေနဲ့ခက်တခက်လုံးရဲ့အတွေးခေါ်ကိုဘလို့လုပ်ပြီးမျက်နှာမှာလဲဒီနေ့ရဲ့လိလမှုကဘာသာစကားဆိုင်ရာယတနာတိုက်တူဖုံမှုတစ်ခုနဲ့တူနေမှာမှာစကားလုံးလေးတွေမျက်နှာပြင်အောင်မှာဝစ်ထားတဲ့အတိတ်ပဲတွေယုံကြည်မှုတွေကိုအတူတူတူးဆွကြည့်ကြရအောင်အဲ့ဒီမေခိုးရဲ့အဖေအတွက်တောချက်ကတော့ကုန်းပေါင်ခေကာစာဆိုကျော်စင်တာကျော်တူအိုအော်ရေးဖွဲ့ခဲ့တဲ့တော်ဝါရထူပြိုကပြားပါပဲဒီကပြားရဲ့မူလရည်ရွယ်ချက်ကလူတွေကိုလောကကျင့်ဝတ်တွေအဆုံးမတွေပေးဖို့ပေါ့ တက်ပြီးမဲ့ကျွန်တော်တို့အတွက်တော့တာဟာလမ်းညွန်ချက်တစ်ခုထပ်ပို့ပါပဲ။အဲ့ဒီခေတ်ကလူတွေဘလို့တွေးတယ်ပါကိုတန်ပိုထားတယ်ဆိုတာကိုခြောက်ကြည့်နိုင်မဲ့ပီတင်းပေါက်တစ်ခုလိုပါပဲ။ကဲဒီခေတ်ရဲ့အတွေ့အခေါ်ကိုနားလည်ဖို့အတွက်လူမိုးတိုင်းဝန်းရဲ့အမြင့်ဆုံးနေရာကနေဆက်လိုက်ကြရအောင်။အဲ့ဒီခေတ်ကဖယင်တပားရဲ့အခန်းကဏ္ဍနဲ့တခိုးအာနာကိုဘာသာစကားကဘလို့မျိုးတိတိကျကျနဲ့လေးလေးနက်နက်ပုံဖော်ခဲ့တယ်လေဆိုတာကြည့်လိုက်ကြရအောင်။ဒီမှာအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အထုံးတစ်ခုကိုစပြီးတွေ့ပါပြီ။ စိမ့်တက်ကျော်သူဦးအောင်ကဘုရင်ရဲ့ဖုံးတံကိုအာနာလို့ရှေရှေဝေဝေမရေးဘူးအဲ့ဒီအစားရာစာဖုံးဆိုတဲ့စကလုံးနှလုံးနဲ့ပေါင်းဆက်ပြီးကြစ်ကြစ်လေးလေးဖွာပြဲထားတယ်စကလုံးလေးတစ်လုံးနဲ့တံကိုအာနာရောဂုံချက်တီရောအကုန်ပါဝါအောင်ထည့်သွင်းထားနိုင်တာတကယ်ကိုအံ့ဩစရာပါပဲနောက်ထပ် immediate လပေါ်ရဲ့အသုံးတစ်ခုကိုလို့ပြီလုံးမီပါစဉ်းစားကြည့်ပါလားဘရင်ကိုအုတ်ချုပ်သူအာနာပိုင်တယောက်အဖြစ်ပုံဖော်မဲ့အစားတိုင်းပြည်ရဲ့မိခင်တယောက်အဖြစ်ပုံဖော်လိုက်တာ ဒီစက္ကလုံလေးတစ်လုံးကအောက်ချုပ်သူနေပြည်သူကြားကဆက်ဆံရေးကိုအာနာကနေမိတာရှိကိုချက်ချင်းပြောင်းပစ်လိုက်တယ်လို့ပါပဲပြီးတော့ဖီးရင်တပားရဲ့ကုချင်းတရားကိုဘလို့မင်းတလဲဆိုတာဒီမှာတွေ့နိုင်ပါတယ်ပါဠိကလာတဲ့နီတိဆိုတဲ့စက္ကလုံကိုတုံးပြီးလိုက်နာရမယ်ခြင်းဝတ်ကိုချင်ရှားစေတယ်ဒါပေမဲ့အလားဆုံးကနတ်ကစက္ကလုံမှာအဲ့လိုချင်းကျန်တာဟာတိုင်းပြည်ကိုတန်ဆာဆင်းတယ်တနည်းအားဖြင့်အလားဆင်းတယ်လို့တုံးထားတယ် ဆိုလိုတာကတရားမျှတတဲ့အုပ်ချုပ်မှုကအလတရားတစ်ခု၊ကုန်ယူစရာတစ်ခုဖြစ်ရှုမြင်ခဲ့ကြရတဲ့ဆိုတာပါပဲ။အုပ်ချုပ်သူဘရဲ့အတွက်ဒီလောက်တိကျတဲ့စံနှုန်းတွေရှိခဲ့တယ်ဆိုရင်တာမန်ပြည်သူတွေကိုချင်းတရားနဲ့အဖြုအမူတွေတရောဘလို့စကလုံးတွေတုံးခဲ့တယ်လဲ။ကဲအခုလူတိုင်းနဲ့သက်ဆိုင်တဲ့ကောင်းမြတ်ချင်းရဲ့ဘာသာစကားကိုစပီလေးလာကြည့်ကြရအောင်။ဒီစကားလုံးကတော်တော်ထူးခြားပါတယ်။ဒီနေ့ခင်မှာဆိုရင်တော့ဒေါတာမထရနဲ့လို့ရိုးရိုးပြောလို့ရပါပေမဲ့အဲ့ဒီခေတ်ကမပြူတော့တော့ ဆိုတဲ့စကားလုံးကိုတွန်းခဲတယ်။ဒါဟာတော်တော်လုံးဝမရှိတဲ့အခြေအနေကိုဖော်ပြတာဖြစ်ပြီးအထူးသဖြင့်ဂုံတိတ်ခကြီးမားသူတွေအပေါ်မှာထားရမယ့်လေးစားမှုနှင်းချမှုကိုပါတခါတည်းဖော်ပြနေပါတယ်။ပိုပြီးလေးနက်တယ်ပိုပြီးလေးနူးညံ့တိမ်ငွေ့တယ်။ဒီနေရာမှာကပြားဆရာရဲ့တိကျမှုကိုသတိပြုကြည့်သူကအတွင်းစိတ်ခန်းစားချက်နဲ့အပြင်ဘက်အမှုရာကိုဘလို့ခွဲခြားဖော်ပြထားတယ်လဲဆိုတာအယံထင်ရှားတယ်။အတွင်းစိတ်ကဒေါသကိုဆံမြူချမ်းမြတ်မကျဲဆံပင်တမြင်ရဲ့ အမုံအစားလိလောက်တောင်မရှိဘူးလို့မမြားလောက်အောင် တင်းငယ်တဲ့ဥပမာပေးတဲ့အပြင်ပန်းကမာနာကိုတော့မန်မထငင်းစိတ်ဆိုတဲ့တင်ငင်တဲ့အဖြုံမျိုးကိုပြတဲ့စကလုံးနေနဲ့ဖော်ပြတဲ့စစ်နဲ့ခန္ဓာရဲ့အမှုရာကိုတီချစီမြင်းညဘာသာစကားနဲ့တိတိကျကျဖန်ယူထားတာပါလူမှုဆက်ဆံရေးမှာစကားအပြောအဆိုကဘယ်လောက်အရေးကြီးသလဲဆိုတာကိုဒီအချက်ကပြနေပါတယ်ဒါက formula လေးတစ်ခုလိုပါပဲပထမအဆင့်ကအတာအချိုတာယာချိုမြဲတဲ့စကားကိုအရင်သုံးမယ် အဲ့ဒီခါမှာဘာဖြစ်လာမလဲဆိုတော့ဒုတိယအဆင့်ဖြစ်တဲ့ဒူနာလိုသူတို့ဘက်ကနားထောင်ခြင်းစိတ်ဖြစ်လာမယ်။ဒါအမိန်ပေးတာဖီအားပေးလာမဟုတ်ပဲနားထောင်တဲ့စိတ်ကိုအရင်အနိုင်ယူတဲ့နိပညာတစ်ခုကိုဘာသာစကားနဲ့ထဆင့်သင်ပေးနေတာပါပဲ။လူတယောက်ရဲ့ကိုချင်းတရားကိုဒီလိုစကားလုံးနေနဲ့တတ်မှတ်ခဲ့တယ်လို့ပဲ။လူဘဝရဲ့အဆင့်မျိုးမျိုးမှာရှိတဲ့လူတွေရဲ့အခန်းကဏ္ဍကိုရော့ဘလို့စကားလုံးနေနဲ့တတ်မှတ်ခဲ့တယ်လဲ။အခုလူငယ်အိမ်တော်ဒီလူကြီးစတဲ့ဘဝအဆင့်တွေကိုဘလို့မြင်ခဲ့ကြတယ်လဲဆိုတာဆက်ကြည့်ရအောင်ပါ။ မိမပြိုတယောက်ရဲ့အလကိုဖော်ပြတဲ့နေရာမှာလှတယ်လို့ရိုးရိုးမတုံးပါဟုရုပ်တွင်ပြိုထွားဆိုတဲ့စကားလုံးကိုကြည့်လိုက်ပြိုကနုနေတာထွားကဖွံ့ဖြိုးကြီးထွားတာဒီစကားလုံးကရုပ်ရည်အလတစ်ခုတည်းကိုမဟုတ်ပဲလန်းဆန်းနုပြိုပြီးအာမန်အပြင်းနဲ့ရှင်တန်နေတဲ့ပုံရိပ်တစ်ခုလုံးကိုမြင်ယောင်လာစေပါတယ်အိမ်ထောင်ရဲ့အဓိကတန်ဖိုးကိုဒီစကားလုံးကဖော်ပြနေပါတယ်တစ္ဆာဆိုတာ ကတိစကားပေါ့ဒါပေမဲ့နောက်ကခိုင်ချီဆိုတဲ့စကားလုံးကအဲ့ဒီကတိကိုကြောက်တုံတုံလို့ခိုင်မာပြီးမတုံမလုံးမြဲမြံနေတဲ့ပုံစံကိုဖော်ပြတယ်။ဒါဟာအလွယ်တကူကြိုးပြမတွားနိုင်တဲ့ခိုင်မာတဲ့ဘန်ဒန်တစ်ခုကိုတံပိုးထားခဲ့ကြတဲ့ဆိုတဲ့ဒီပဲပါပဲ။တက်ကြီးရွယ်ဝတွေကိုဖော်ပြတဲ့အတုံးလုံးကတော့လေးစားမှုနဲ့နူးညံ့မှုအပြည့်ပါပဲ။အသက်ကြီးသူလူတိုက်ရိုက်မတုံးပဲရွယ်အလွန်သူခွန်အားရှိတဲ့အရွယ်ကိုကြိုလွန်သွားသူလူတုံးထားတယ်။ ဒါဟာအသက်အရွယ်ကိုကိန်းကတိုင်းတစ်ခုအနေနဲ့မမြင်ပဲလူတယောက်ရဲ့ဘဝခီးကိုအထိမှပြုပြီးလေးစားမှုပြတဲ့အင်မတန်မှယဉ်ကျေးတဲ့အသုံးလုံးတစ်ခုပါကဲဖယင်ငယ်နဲ့တာမန်ဒီတို့အထိပုံလုံးခဲ့တဲ့ဒီလောက်တိကျလာပါတဲ့စကလုံးတွေကိုလေးလာပြီးနောက်မှာတော့မေးစရာတစ်ခုရှိလာပါတယ်။ဘာကြောင့်ဒီလိုကပြဆန်တဲ့ဘာသာစကားကိုသုံးဖို့လိုခဲ့တာလဲ။ဒီအသုံးလုံးတွေရဲ့နောက်ွယ်ကရွေချက်အစစ်မှန်ကဘာဖြစ်မလဲဆိုတာကိုခြုံငုံသုံးသပ်ကြည့်ကြရအောင်။ဒီအချက်တွေကိုခြုံပြီးကြည့်လိုက်ရင်ပုံစံတစ်ခုကိုတွေ့ရပါလိမ့်မယ်။ စကလုံးရွေးချယ်မှုတိုင်းဟာအလားပေါက်တက်တက်မဟုတ်ပါဘူး။ပေါင်းဆက်စကလုံးတွေကအတိတ်ပဲကိုအာကောင်းစေတယ်။ဥပမာတွေကနားလည်ရလွယ်စေတယ်။အဓိကချက်ကတော့ဒီအရာအလုံးဟာရည်ရွယ်ချက်တစ်ခုတည်းတော့ပါပဲ။အဲ့ဒါကတော့သင်ပေးခြင်းတဲ့စုံမတွေကိုလူတည်းရဲ့စိတ်ထဲမှာဆွဲချက်နေအောင်လိုက်နာခြင်းစိတ်ဖြစ်လာအောင်ဖြုတ်လုပ်ဖို့ပါပဲ။အမှုပညာဟာသင်ကြားရေးရဲ့ကိရိယာတစ်ခုဖြစ်ခဲ့တာပါ။နောက်ဆုံးမှာတော့ဒီကဗျာဟာလမ်းညွန့်စုံမစာတစ်စောင်ပါတယ်။ဒါပေမဲ့သူရဲ့စွမ်းအားက အဆုံးမတွေထဲမှာပဲရှိနေတာမဟုတ်ပါဘူး။အဲ့ဒီအဆုံးမတွေကိုတည်ဆောင်ပေးတဲ့ပေါ်လွင်ထိမိတီရင်ကျေးလာပါတဲ့ဘာသာစကားမှာရှိနေတာပါ။ဒါဟာဖတ်ရှုသူကိုအတင်းကျပ်လိုက်နာခိုင်းတာမဟုတ်ဘဲသူတို့ရဲ့နှလုံးသားကိုညွတ်နူးစေပြီးလိုက်နာခြင်းလာအောင်ဆွဆောင်နိုင်ခဲ့တဲ့အမှုပညာနဲ့အသိပညာကိုအံဝင်ခွင့်ကြပေါင်းဆက်ထားတဲ့လေယာဉ်ဝင်တစ်ခုပါပဲ။ဒီကလေးချင်းလေအဆုံးမတော့ကျွန်တော်တို့အားလုံးအတက်စဉ်းစားစရာမေးခွန်းတစ်ခုကျန်ခဲ့ပါတယ်။ကုန်းကုန်းခေကလို့တိကျလာပါပြီး အသေးပဲပြေဝါရဲ့အသုံးအနှုန်းတွေဟာအရှင်ဟိုနဲ့ပြောင်းလဲနေတဲ့ကျွန်တော်ရဲ့ဒီနေ့ခေတ်မြန်မာစကားမှာပဲအတိုင်းအတာအထိရှန်တန်ကျဲရင်နေသေးပါတယ်လေ။